ဒီအသည်မှာရှုံးပွဲမရှိသေးတဲ့ပရီးမီးယားလိအသင်းနှစ်သင်းပဲရှိတယ်။အဲ့ဒါကတော့ Crystal Palace နဲ့ Liverpool အသင်းဖြစ်ပါတယ်။ဆိုတော့ဒီညမှာတော့ Crystal Palace နဲ့ Liverpool တို့ထိပ်တိုက်တွေ့ဆုံကြပြီပေါ့ဗျာ။ကျွန်တော် Liverpool ရဲ့အခြေအနေကိုကြည့်မယ်။ဆိုတော့ Liverpool ကဒီအသည်မှာပရီးမီးယားလိပွဲစဉ်၅ပွဲကစားပြီးသွားပြီ။အဲ့ထဲမှာ၅ပွဲစလုံးကိုအနိုင်ရထားတယ်ပေါ့လေ။ဆိုတော့၅ပွဲစလုံးရာနှုန်းပြည့်အနိုင်ရထားတဲ့တသင်းတဲတော့ ပရီးမီးယားလိဂ်အသင်းဖြစ်တယ်ဆိုတော့ဒီရသီမှာ၅ပွဲမှာမြင့်ဆုံးရမှတ်15မှတ်အထိယူပြီးတော့ဇယားထိတ်ဆုံးမှာတတအရာရက်တည်နေတယ်သူကဒုက္ခပေးဖို့ချောင်းနေတဲ့အသင်းကတော့ Crystal Palace ဆိုတော့သူကလုံးဝဒီရသီမှာရှုံးပွဲမရှိတာဘူး2ပွဲနိုင်တယ်3ပွဲတည်ကစားထားတယ်ဆိုတော့ရမှတ်က6မှတ်ပရီးမီးယားလိဂ် အမတ်ပေးစရာရဲ့အဆင့်9မှာရှိနေတယ်။လီဗာပူးနိုင်ထားတဲ့အသင်းတွေကိုပြန်ကြည့်မယ်ဆိုရင်နျူကာဆယ်တို့အာဆင်နယ်အသင်းတို့လို ထိတ်တန်းအသင်းတွေပါဝင်နေ။နောက်ဒီအလယ်လက်အသင်းတွေဖြစ်တဲ့ဟိုမမာထန်ထန်ကစားတတ်တဲ့ Everton တို့ Bournemouth တို့နောက် Barnsley တို့လည်းပါဝင်နေပါလေ။ဆိုတော့သူကဒီ9အသင်းလုံးကိုအနိုင်ရထားတယ်။ဆိုတော့လီဗာပူးကယာနှုန်းပြည့်အနိုင်ရထားပြီမယ်။သူက သူ့ရဲ့အမြင့်ဆုံးရှေစွမ်းမျိုးရရှိနေပြီလားဆိုတာမျိုးတော့ပြောဖို့ခက်တယ်။ဘာဖြစ်လဲဆိုတော့လေပါဘူးကအမြင့်ဆုံးရှေစွမ်းရရှိနေတာမျိုးမဟုတ်ဘူး။သူဟာပွဲတွေကိုဘလို့အနိုင်ယူရမလဲဆိုတာကောင်းကောင်းသိနေလို့ဖြစ်တယ်။နောက်တစ်ခုကသူ့ရဲ့နေရာဆောင်ကဂိုးသွင်းနိုင်စွမ်းရှိမှုနောက်တိုက်စစ်ကစားသမားတွေရဲ့ဂိုးသွင်းတေချာမှုအဓိကတော့ဆာလတ်တို့အီကီတီကီတို့နောက်အိုရီကတ်ပိုတို့ဒီတိုက်စစ်ကစားသမားတွေရဲ့ဂိုးသွင်းတေချာမှုကြောင့်လည်းပါတယ်ဆိုတော့ အာလီဗာပူးကဒီအာဒီ၅ပွဲကစားပြီးတော့၁၆အထိတွင်းထားတယ်ပရီးမီးယားလိပ်ရဲ့ဒါဂိုးသွင်းအများဆုံးအသင်းလည်းဖြစ်တယ်ဗောလေဆိုတော့ခန်းစစ်ကတော့အားလုံးသိတဲ့အတိုင်း၅ဂိုးပြန်ပေးထားရတယ်ဆိုလီဗာပူးရဲ့ကစားပုံကကြစ်ကြစ်လေးလေးတော့ရှိမနေဘူးသို့တော်လည်းသူဟာယာနှုံးပြေနိုင်ပွဲရယူထားတယ်ဆိုတာကတော်တော်လေးကိုကောင်းတဲ့ရလက်ဖြစ်လို့အသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာယုံကြည်မှုလည်းတော်တော်လေးမြင့်လာတယ်ဘာဖြစ်လဲဆိုတော့ လီဗာပူးကပွဲကစားချိန်90မိနစ်90အထိတရေကျနေတယ်ဆိုရင်တော့မှသူတို့ကနိုင်ကိုသွင်းနိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးလီဗာပူးတင်းလုံးမှာရှိနေတာမျိုးကျွန်တော်တို့တွေ့ရတယ်ဗောလေပဲလီဘက်ကကြည့်လို့ရှိရင်ပဲလီကဒီယာစီမှာဝက်ဟန်တို့ဘီလာတို့ကိုအနိုင်ယူထားတယ်နောက်ရှဲဇီတို့နော့တန်ဖောရက်စ်တို့ နောက်ဆန်ဒါလန်တို့အသင်းတွေနဲ့တည်ကြထားတယ်ဆိုတော့အားထားတဲ့တိုက်စစ်မှု easy ကိုသူတို့ဒီရာဒီပြောင်းရွှေ့မှာလက်လွတ်လဲရပေမဲ့ပယ်လီရဲ့ကစားပုံ ပြတ်သွားတာမျိုးမရှိဘူးအာတိတဲ့အတိုင်းပယ်လီကကြစ်ကြစ်လေးလေးကစားတယ်နောက်တံပြန်တိုက်စစ်ကိုမြ мян ဆန်ဆန်နဲ့ကစားတယ်တက်စတက်စပိုင်းမှာမာတီတာတို့နောက်စမိုင်းလာဆာတို့နောက်အခုယာတီမှာခေါ်ထားတဲ့ပင်နိုတို့ကိုသူတို့ရဲ့မျက်နှုံးတွေနဲ့ပြိုင်ဘက်အသွင်းကိုဒုက္ခပေးလိရှိတယ်ဗောလေသူတို့ရဲ့ ိုက်စစ်က6-9အထိတွင်းယူထားပေမဲ့ခံစစ်က9-9ပဲခွင့်ပြုထားတယ်ဆိုတော့ပဲလီရဲ့ခံစစ်ကတော်တော်လေးကြစ်ကြစ်လေးလေးရှိတယ်လို့ကျွန်တော်တို့ပြောရမယ်။မန်ချက်စတာယူနိုက်တက်မှာအမိုရင်အခုချိန်ထိကောင်းကောင်းမတီဆောက်နိုင်သေးတဲ့3-3ကစားကွက်နဲ့ပဲခရစ်စတယ်ပဲလီကကောင်းကောင်းလုံးပြနိုင်နေတာကိုကျွန်တော်တွေ့ရတယ်ဗောလေ။အစင်လာထိတ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်နောက်ဆုံးထိတ်တိုက်တွေ့ဆုံမှု10ချိန်မှာ လီဗာပူးက၅ကြိမ်နိုင်ရတာဗျာခရစ်စတယ်ပဲလီက၂ကြိမ်ပဲနိုင်တယ်၃ကြိမ်ကတည်ရကြထားတယ်ဆိုတော့မှတ်တမ်းတွေရဆိုရင်လီဗာပူးကပဲလီကိုပြက်ပြက်သားသားအနိုင်ယူထားတာတော့မှန်တယ်သို့တော်လည်းအခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ပဲလီကလီဗာပူးနဲ့တွေ့တိုင်းကောင်းကောင်းဒုက္ခပေးနိုင်တယ်ပဲလီကိုလီဗာပူးနိုင်ခဲ့ရင်နိုင်ခဲ့တယ်ဆိုရင်တောင်မှအများစုက ဂိုးကွာရှားချက်တော်တော်လေးကပ်ပြီးတော့နိုင်တာမျိုးတွေ့ရတယ်။ဒီရသည်အစ community ဒိုင်းပွဲစဉ်မှာဆိုလို့ချင်လဲလေဗာကူးနဲ့ပဲလီကန်ရတာဖြစ်တယ်ဆိုတော့အဲ့မှာပဲလီကလေဗာကူးကိုတူးတူးတရေအာကစားပြီးတော့မှာကျွန်တော်တို့အချိန်ပုံမှာပင်နယ်ဒီနဲ့လေဗာကူးကိုအနိုင်ယူသွားတာမျိုးကျွန်တော်တို့တွေ့ရတယ်ဗောလေနှစ်သင်းစလုံးရဲ့ဒဏ်ရာအရှင်တွေကိုကြည့်မယ်ဆိုရင်ခရစ်စတယ်ပဲလီကဒီကွင်းလင်မှာအားထားတဲ့ဒိုဂူရီမပါနိုင်တာကလွဲလို့ကျန်တဲ့ကစားသမားတွေကြံ့ခိုင်မှုပြေးဝနေတာတွေ့ရတယ် လီဗာပူးကလည်းကြံ့ခိုင်မှုကစားသမားအများစုကြံ့ခိုင်မှုပြေဝနေပြီအာတော်တော်များများကအဓိကအားထားတဲ့ကစားသမားအများစုကကြံ့ခိုင်မှုပြေဝရှိနေတယ်အဲဂိုးသွင်းတဲ့အပိုင်းမှာအားထားနေရတဲ့နောက်တိုက်စစ်မှုအီခီတီခီကတော့ပြီးခဲ့တဲ့ဂျာယက်ကကျွန်တော်တို့ခရာဘောင်းကတ်ပွဲစဉ်မှာအနိုင်ကိုသွင်းပြီးတော့အိမ်ချုပ်အောင်ပွဲခံခဲ့တဲ့အတွက်နှစ်ဝါတနီနဲ့ထုတ်ပယ်ခံရလို့ဒီပွဲမှာမပါနိုင်ဘူးသို့တော်လည်း တကီတကီမပါနိုင်လို့လည်းပါဘူးတိုက်စစ်ကအားနည်းသွားစရာတော့မရှိဘူးသူ့နေရာကိုအသင့်ဝင်ကစားနိုင်တဲ့ထိတ်တန်းတိုက်စစ်မှုအီဆက်လည်းရှိနေတယ်နောက်ပိုင်းပွဲစဉ်တွေမှာကစားချိန်မိနစ်တွေလည်းရလာတာတွေ့ရတယ်ဆိုတော့ဒီပွဲမှာအီဆက်ကပွဲထွက်ကစားသမားအနေနဲ့ပါဝင်လာမယ်ဆိုလို့ရှိရင်လည်းဒါအံအားသင့်စရာမရှိဘူးလေဘာဘူးရဲ့တိုက်စစ်ကလည်းအများကြီးပြောင်းလဲသွားစရာလည်းမရှိဘူးအရှိရှေစွမ်းအရာလေဘဘွားထိတ်တန်းသူရဲ့အမြင့်ဆုံးရှေစွမ်းကိုရနေတာမဟုတ်ပေမဲ့လည်းအဲဒီတိုက်စစ်က ဂိုးရနိုင်မှုနောက်ဒီနေရာစုံကနေဂိုးသွင်းနိုင်မှုနောက်ကစားသမားတွေအချင်းချင်းကြားနားလည်မှုနဲ့အဲနောက်ယုံကြည်မှုပေါ့ဗျာဒီအပိုင်းတွေမှာခရစ်စတယ်ပဲလီတက်လက်ပါဘူးကအများကြီးအပြတ်သက်တာတယ်ခရစ်စတယ်ပဲလီကတော့ထုံးစံတိုင်းသူ့ရဲ့ကစားကွက်အတိုင်းပေါ့လေတံပြန်တိုက်စစ်တွေကိုအဓိကအားပြုပြီးတော့ကစားလိုက်မယ်သူ့ရဲ့လင်မြန်နဲ့တိုက်စစ်မှုတွေတောင်ပန်ကစားသမားတွေနဲ့လက်ပါဘူးကိုထိုးနှက်လိုက်မယ်သို့တော်လည်း လီဗာပူးကိုအနိုင်ရလောက်တဲ့အထိပဲလီကဆန်းဆောင်နိုင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးလီဗာပူးကဒီပွဲကအနိုင်ရဖို့များတယ်တော်တော်လေးကန်ဆိုးရင်တော့လီဗာပူးတည်ရကြကောင်းကြသွားပါလိမ့်မယ်